ဟုတ်ကဲ့ဟုတ်ကဲ့အဲအားလုံးမင်္ဂလာပါအဲဒီပွဲမှာတက်ရောက်နေကြတဲ့ခေါင်းဆောင်များနော်နောက်ပြီးတော့ဒီကျွန်တော်တို့ရဲ့နိုင်ငံရေးလှုပ်ဖို့ဂိုင်းပယ်များဆရာဆရာမများအားလုံးတွေ့ဆုံဝင်ရတာကျေးဇူးတင်ပါတယ်နောက်ကျွန်တော်ကိုကြပြရွေးဆိုခွင့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲကျွန်တော်နေချင်းပြောချင်းပါတယ်ခုကျွန်တော်တို့ရဲ့လူလူကောင်းဆောင် ဒေါအောင်ဆန်းစုကြည်ဟာသူ့ရဲ့မွေးနေ့ဟာအကျဉ်ဆန်ဘဝနဲ့ပဲသူဖြတ်တန်းခဲ့ရတာများပါတယ်ကျွန်တော်တို့ဒီ64နှစ်မြောက်ပေါ့ဒေါအောင်ဆန်းစုကြည်ရဲ့64နှစ်မြောက်မှာဖီအားတွေပိုများပါတယ်ဒေါအောင်ဆန်းစုကြည်အကျဉ်ဆန်ဘဝမှာပါပဲအဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ဖြစ်လဲဆိုတော့ထင်ရှားတဲ့စာရေးဆရာတွေထင်ရှားစာရေးဆရာတွေ နောက်ထင်းပေါင်းပြီးတော့64ယောက်ကနေပြီးတော့ but we wish ဒီကျွန်တော်တို့ရေးပြီးတော့ထုတ်ဝေခဲ့ပြီးပါအန်တီကေပါတယ်ဒါလည်းကျွန်တော်တို့ဆက်အနာရှင်ကိုဖိအားဆောင်ရွက်တာဖြစ်ပါတယ်နောက်66နှစ်ကြာတော့ဒေါအောင်ဆန်းစုကြည်အသက်66နှစ်ကြီးတဲ့ဒေါအောင်ဆန်းစုကြည်အချင်းဆန်းအနေလွတ်လာပါတယ်လွတ်လာပြီးတော့သူ66နှစ်မှာပဲကျွန်တော်တို့က66နှစ်မွေးနေ့ကြပြဆိုပြီးတော့ ထင်ရှားတဲ့ကြဗျာဆရာစာမျက်နှာတွေပေါ်မှာဟိုရေးသားပြီးတော့ယက်တီချက်မှန်တဲ့ကြဗျာဆရာတွေ66ယောက်နဲ့ကျွန်တော်တို့ကြဗျာတွေစုခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းစုလိုက်တဲ့အခါကျတော့ကျွန်တော်တို့ဆရာကြီးတပုံဒါယာဆရာတူတင်မိုးဆရာမင်းသူဝင်ကျွန်တော်တို့အဲ့ဒီလိုဆရာတွေရှိရလဲပဲတောင်းပြစ်တယ်။နောက်ပြီးကြတော့ကျွန်တော်တို့ဒီမှာဆိုရင်လည်းပဲအောင်ပန်းညိုတို့လှက်သန်းတို့လူအိမ်တို့ဟိမ့်မြတ်စောတို့ နော်နောက်အဲ့မိုးစောတို့နောက်ညီမင်းညိုတို့နောက်ပြီးတော့အခုနေဖုံးလတ်တို့အဲ့နောက်ဇေယတော်တို့သူတို့လည်းပါဝင်ပြီးတော့ရေးသားကြပါတယ်အားလုံးကကြပြအပုပ်ပေါင်း88ပုပ်ဖြစ်သွားတယ်အခု88နှစ်မြောက်နေရတော့အတော်ကြိုက်သွားတဲ့စောင်းလေးပေါ့နော်အဲ့ဒီမှာထင်ရှားတဲ့ကြပြဆရာကြီးအများကြီးကျွန်တော်တို့ပါဝင်ရေးသားကြပါတယ်စိုးစိုးက ကိုမင်းကိုနိုင်နဲ့ကိုတင်သစ်ပြောသွားတယ်လို့ပါပဲဒေါအောင်ဆန်းစုကြည်ကိုတိုင်ကကြ བྱ ာရေးသူကြ བྱ ာဓာတ်ရှိသူဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ကကြ བྱ ာကိုဖတ်ပါတယ်ကြ བྱ ာလေးရေးပါတယ်တရက်ဆိုရင်အဲဆရာမောင်ဘုံကနေပြီးတော့ဆရာမောင်သာနှုတ်ရဲ့တောမုံလန်းကို ထုတ်ဝေပါတယ်တောမုံလန်းကြ བྱ ာစာအုပ်လေးထုတ်ပြီးထုတ်ပြီးကစားပါပဲကျွန်တော်ကို NLD ကဘိုလ်လူငယ်တွေအတွက်ကိုငိုင်းတဲ့ ကနေတစင်ပါလိုက်ချင်လို့ဆိုကျွန်တော်နဲ့ပါတယ်ကျွန်တော်ကအဲ့ဒီစာအုပ်ကလေးကိုယူလာတယ်ယူလာတဲ့အခါကျတော့ဒေါအောင်ဆန်းစုကြည်ကစာအုပ်လေးတွေ့ပြီးတော့တောင်းကြည့်ပါတယ်နောက်ပြီးကျတော့ဒီစာအုပ်လေးအန်တီကိုငားလို့ရမလားတဲ့အန်တီတပတ်လောက်၁၀ရက်လောက်ယူဖတ်ချင်တယ်အရပါတဲ့အန်တီဆိုပြီးတော့ပေးလိုက်တယ်ပေးတဲ့အခါနောက်ဘက်ကျတော့ပေးမယ်နော်တဲ့ပြန်ပေးမယ်နော်ဆိုပြီးတော့နောက်ဘက်ကျတော့လေကျွန်တော်နဲ့တွေ့ပါတယ်ဒီ NLD ရုံးချုပ်မှာပဲ တွေ့တဲ့အခါသူကခေါ်ပြီးတော့ပြောပါတယ်။အွားတဲ့တားတဲ့အန်တီဖတ်လို့မပြီးသေးဘူးတဲ့နောက်တစ်ပတ်မှယူပါနော်တဲ့အန်တီနောက်တစ်ပတ်ကိုဆက်ဆက်ပေးပါမယ်။အဲ့လိုပေါ့ကြ ያ ပေါ်မှာခုံခုံမင်းမင်းနဲ့ဖတ်တဲ့လူလူကောင်းဆောင်ဖြစ်ပါတယ်။နောက်ပြီးကြတော့အန်တီကနေပြီးတော့ကျွန်တော်တို့တာဝန်ပေးလို့ကြ ያ စာအုပ်တအုပ်ထွက်ခွဲပါသေးတယ်။အဲ့ဒါပါလဲဆိုတော့ဆူနာမီမြေငလျင်အတွက် ကျွန်တော်တို့ကဂျပန်ပြည်သူတွေအတွက်ဝန်းနေတဲ့ ကပြားပါအဲ့ဒီကပြားစာအုပ်လေးရောင်းပြီးတော့အန်ဒီကနေပြီးတော့ဆူနာမီငလျင်ဘေးအတွက်ပေါ့သူလူမယ်ဆိုပြီးတော့ဆောင်ရွက်ပါတယ်အန်ဒီကိုတိုင်အမှားစာရေးပေးပါတယ်ကျွန်တော်တို့ကလည်းပဲကပြားစရာတွေနဲ့ကျွန်တော်တို့စုပြီးလုပ်တယ်အဲခမင်းထက်တို့ကိုရင်နီတို့ကိုကိုနိုင်တို့အဲသူတို့ကနေပြီးတော့ပကြီးမျက်နှာဖုံးလေးတွေတေယုတ်ဖုံးလေးတွေရေးပေးပါတယ်အလွန်မတန်လှပတဲ့စာအုပ်လေးတအုပ်ဖြစ်ပါတယ် အခုကျွန်တော်ရွံ့မဲ့ကြပြာတော့ဒီ66နှစ်မွေးနေ့ကြပြာတွေကကြပြာတပုတ်ဖြစ်ပါတယ်နော်အဲ့ဒီကြပြာလေးကိုကျွန်တော်ရွတ်ဆိုခြင်းပါတယ်ကြပြာဟူရေးဖွဲ့သူကတော့မိုးစောဖြစ်ပါတယ်မိုးစောရဲ့ကြပြာကိုကျွန်တော်ရွတ်မှာကြပြာရဲ့ခေါင်းစဉ်ဟာအမေတမီးတယောက်အနေနဲ့အဖေကိုဆွန့်လွတ်ခဲ့တယ် ဇနီးတယောက်အနေနဲ့ခင်ပွန်းကိုဆွန့်လုပ်ခဲ့တယ်။မိခင်တယောက်အနေနဲ့ယဉ်ပွေးတွေကိုဆွန့်လုပ်ခဲ့တယ်။လူသားတယောက်အနေနဲ့စီးစိမ်တွေကိုဆွန့်လုပ်ခဲ့တယ်။မိန်းမသားတယောက်အနေနဲ့လူအခွင့်အရေးတွေကိုဆွန့်လုပ်ခဲ့တယ်။ အသက်ရှင်လျက်ဆွန့်လွတ်ခဲ့ရခြင်းများမှာသူလုံးဝမဆွန့်လွတ်ခဲ့တာကတော့ကျွန်တော်တို့ပြည်သူတန်း90မိုးစောပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအကိုဆရာညင်းတက်ကျေးဇူးအထူးတင်ရှိပါတယ်ဆရာညင်းတက်ကကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးရဲ့ထင်ရှားတဲ့တွတ်တော်အမဟောင်းတယောက်ဖြစ်ပါတယ်နောက်ပြီးတော့လည်းဒီ line channel မှာလည်း editor တယောက်ဖြစ်ပါတယ် ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်အဲနောက်